Mengalami ရှင်ခေတ္တຫນွေဦးမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဆုံးကြောက်ဖြူတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်မရှင်တပ်တိုက်ဆုံမှုများ၍တုံးရက်ဆက်တိုက်လေးချောင်းပစ်ကိုပို့ဆိုတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်ကြောက်ဖြူမျိုးနယ်တွင်တိုက်ပွဲများပြန်လည်ပြင်းထန်လာပြီးစစ်ကောင်မရှင်ကမြေပြင်စစ်ကြောင်းထိုးကလေးချောင်းမှပါပုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်စစ်ကောင်မရှင်သည်ပြီးခဲ့တဲ့အောက်တိုဘာလ23 24 25ရက်နေ့တို့မှာတိုက်ပွဲဖြစ်ပွားရာတိုင်းချောင်းကျင်းရွာနှင့်ကလဘာချောင်းဝါစသည့်နေရာများကို လေကြောင်းမှပုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပါတယ်။အာရခတပ်တော် EA နဲ့စစ်ကောင်မရှင်တို့ကြောက်ဖြူရှိလမ်းခွဲကလဘာချောင်းဝကျေးရွာများကြားမှာတိုက်ပွဲဖြစ်ပွားနေပြီး EA ဘက်မှတံပြန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းတရင်ရှင်မြစ်ထံမှသိရပါတယ်။တိုက်ချောင်းတိုက်ပွဲမှာစစ်တပ်ဘက်က90ကျော်လောက်ကိုသေတယ်ဟုစစ်ရေးတရင်ရှင်မြစ်ကပြောပါတယ်။စစ်ကောင်မရှင်ကကြောက်ဖြူရန်ပြဲတစ်ပုတ်တောင်လမ်းဆောင်မှနေ၍ကလဘာကျေးရွာအနီးတစ်ဝိုက်မှာစစ်ကြောင်းများထိုးနေပြီး EA တက်ရှိရာကိုဒူတောင်ကိုဥတီတိုက်ခိုက်နေကြောင်းသိရပါတယ်။စစ်ကောင်မရှင် င်တပ်ဟာပြီးခဲ့တဲ့အောက်တိုဘာ24ရက်ကလည်းတိုင်းချောင်းတိုင်းချောင်းကျင်းရွာဘက်အင်အားတထောင်ကျော်တိုင်းချောင်းကျင်းရွာဘက်ကိုအင်အားတရာကျော်ကန်တုံကစစ်ကြောင်းထိုးလာရာအေအေကကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်ထိခိုက်ဒေဆုံမှုများခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲဖြစ်ပြီးနောက်စစ်ကောင်မရှင်ဘက်ကတိုင်းချောင်းကျင်းရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးမင်းပြင်ကျင်းရွာကိုလည်းစစ်တပ်လေတီပါရာမော်တာဖြင့်လာရောက်ပုံကျဲချခဲ့ကြောင်းသိရပါတယ်။ စစ်ကောင်ရှင်ကရေတက်ဌာနချုပ်များကိုအင်အားထိုးချဲ့ပို့ထားတော်လဲမြေမြင့်စစ်ကြောင်းများကိုစစ်ကူမပို့နိုင်သည့်အတွက်စစ်ကြောင်းထိုးလာသည့်တပ်များတိုက်ဆုံမှုများစွာနှင့်တက်ဆုံနေရခြင်းဖြစ်ကြောင်းသိရှိရပါသည်အေအေနဲ့ရေဆိုင်ဖို့အလဲကျလာပြန်တဲ့စစ်တပ်ထိပ်ပိုင်းအရာရှိနှစ်ဦးဆိုတဲ့တရင်ဆောင်ပါတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။ လက်နက်မဲ့ရက်သားပြည်သူတွေကိုအကြမ်းဖက်တပ်ဖြတ်ပြီးသူရဲကောင်းတွေလိုဟစ်ကြွေးနေတဲ့စေအုပ်စုဟာအာရခတပ်တော် AA ကိုတော့အင်မတန်ကြောက်တယ်လို့တင်ကြီးပါတယ်တိတုံညာနေခွန်စစ်စင်ရင်းနဲ့ဒူ AA ရဲ့မြို့သိမ်းတိုက်ပွဲတွေမှာဒုထောက်အငန့်ခံရတဲ့ဗိုလ်မှူးချုပ်တွေထောင်းချီတဲ့စစ်တုံးဘန်းတွေရဲ့တွင်ပြင်းတွေကစေအုပ်စုပုံရိပ်ကိုအကြီးကျယ်အထိနာစေခဲ့ပါတယ် အာနာသိန်းခေါင်းဆောင်အနေနဲ့အေအေကိုလက်နက်ချဖို့စစ်တုံးပန်းဘုံမှုချုပ်တချို့ကပြန်ပြောရတဲ့အထိအေအေကလည်းလက်တံပြောင်းပါတယ်အေအေနဲ့ရင်မဆိုင်ရဲလို့ပြည်သူပြင်းလက်နက်ချသူချနေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြားမှာအကြောက်တရားကြီးဆိုနေတာပါဒါပေမဲ့လည်းလုံဆန်လို့မရတဲ့အမိန့်ညွှန်ကြားချက်တွေကြားထဲမှာဘုံမှုချုပ်တအူးနဲ့ဘုံမှုကြီးတအူးကတော့ရခိုင်စစ်မြေပြင်ကိုခြေချရပါတော့မယ်စစ်ဦးစီးတက်ကတော့ကအကြောက်ကြီးဘုံမှုချုပ်ဇော်ထိုင်းလက်နဲ့တမ55ဒုတိယတမမှုဘုံမှုကြီးမျိုးမြင့်ဦးတို့ဖြစ်ပါတယ် အေအေရဲ့တိုက်ခိုက်မှုကြောင့်အထိနာနေတဲ့စစ်ရေးဒေသနှစ်ခုကဗိုလ်မှူးချုပ်နှစ်ဦးနေရာမှာသူတို့ကိုစစ်ကောင်စီကအစားထိုးလိုက်တာပါရခိုင်ပြည်နယ်နေဆက်ဒေသတွေဖြစ်တဲ့ပဲခူးတိုင်းမကွေးတိုင်းနဲ့အေရော်ရီတိုင်းကတိုက်ပွဲတွေမှာအထင်အားနေတဲ့စစ်စင်ရေးကုကဲမှုဌာနချုပ်စကားခစခွန်ကစကားခမှုဗိုလ်မှူးချုပ်ကျော်စွာလင်းနေရာမှာဗိုလ်မှူးချုပ်ဇော်ထိုင်လက်ကိုအစားထိုးလိုက်ပါတယ်အလားတူစစ်တွေအခြေဆိုင်ဒေသကုကဲမှုစစ်ဌာနချုပ်တက္ကသမှုဗိုလ်မှူးချုပ်နေမျိုးအောင်အစားဗိုလ်မှူးကြီး မျိုးမြင့်ဦးကိုတာဝန်ပေးလိုက်တာပါအောက်တိုဘာလ22ရက်နေ့မှာချိန်လိုက်တာတိုင်းမှုတွေလည်းပါတယ်စီရင်နဲ့နိုင်ငံရေးကိုပုံစံတစ်မျိုးပြောင်းပြီးကစားမဲ့သဘောဒါပေမဲ့အေအေခွင်ကိုတွားရမဲ့သူတွေမချောင်ဘူးလို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ် ဘုံမှုချုပ်ကျော်စွာလင်းကိုမှော်ပြီးဘုတနန်ကအကြောင်းကြီးဖြစ်ပြောင်းလိုက်ပြီးဘုံမှုချုပ်နေမျိုးအောင်ကိုတော့တက်မတော်အုပ်ချုပ်မှုကြောင့်ပြင်းဥလင်ကျောင်းကြီးဖြစ်ပြောင်းလိုက်ပါတယ်။အော်တိုဘာလ22ရက်နေ့ကရာထူးအပြောင်းရွှေ့ပြုလုပ်လိုက်တဲ့ဖြစ်စဉ်မှာအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူနဲ့အရှေ့လေပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူစကခစနေစကခ73နဲ့စကခ20စကခမူ3ဦးအပါအဝင်ဘုံမှုချုပ်နဲ့ဘုံမှုကြီးအဆင့်တွေ30နီးပါးပါဝင်ပါတယ်။ စကားကားစက်ခွန်အားရှမ်းပြည်နယ်တောင်ပိုင်းမှာအခြေစိုက်တာပါ။ပဲခူးတိုင်းမကွေးတိုင်းနဲ့အေရရီတိုင်းရခိုင်ပြည်နယ်နဲ့နေဆက်ဒေတာတိုက်ပွဲတွေမှာအေအေကိုဆစ်ရှုံနေတဲ့တမ69စာပြီးခဲ့တဲ့ဩဂုတ်လကစပြီးစကားကားစက်ခွန်လောက်ခံတိုင်ရင်တွေကိုစစ်ကောင်စီပို့ဆောင်ပြီးခုခံစေခဲ့တာပါ။အေအေရဲ့ထိုးစစ်ကြောင့်စခန်းတွေဇက်တိုင်လက်လွတ်ခဲ့ရတဲ့အတွက်တမ69တမမှုဘုံမှုကြီးတမောင်ကျော်ကိုတော့အာနာသိန်းစစ်ကောင်ဆောင်ကအသုံးမချဘူးဆိုတဲ့အထာနဲ့ဖမ်းဆီးအရေးယူခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဆက်ဆက်နေတဲ့မကွေးတိုင်းတွေကနေရီကန်ပြူဟာတိုက်ပွဲအမ်ဘရန်လန်တိုက်ပွဲရခိုင်ပြည်နယ်ပဲခူးတိုင်းဆက်ဆက်နေတဲ့တောင်ကုန်းဗရောင်းလန်တိုက်ပွဲရခိုင်ပြည်နယ် ARD တိုင်းဆက်ဆက်နေတဲ့လင်းမျက်နာမြို့နယ်ကတိုက်ပွဲတွေမှာစကားကားစက်ခွန်လောက်ခံတပ်ရင်းတွေရောက်ရှိလာပြီးတိုက်ခိုက်နေပေမယ့်အင်းနဲ့ပူပေါင်းတပ်တွေထိုးစစ်ချောင်းအထိနာနေပြန်ပါတယ် အဲ့ဒီချိန်မှာစကားခါဆက်ခွန်စကားခါမှုအပြောင်းရွှေ့ဖြစ်လာတာပါရခိုင်ပြည်နယ်မှာတင်းယူဖို့ကြံနေတဲ့ကြောက်ဖြူနယ်မောင်မြို့နယ်အတွင်းလာပေါင်းများစွာဝင်းရပိတ်ဆို့ထားတဲ့စစ်တွေမျိုးကိုလည်းအော်တိုဘာလာဇန်းကစပြီးအေအေကစေအရှိန်မြင့်တင်လာပါတယ်ဒါကစမှုအနေနဲ့အေအေရဲ့မြို့သိမ်းတိုက်ပွဲတွေကိုလေ့လာပြီးခုခံတိုက်ခိုက်ခြင်းမပြုတော့ဘဲတန်းနဲ့ချဖို့ပြီးခဲ့တဲ့ရက်အနေငယ်တွေမှာတော်လန်ရေးအင်အားစုတွေကတိုက်တွန်းခဲ့ကြပူပါတယ်ဒီတရင်နေလူမှုကွန်ရက်ပေါ်ထွက်လာပြီးရက်အနေငယ်ကြာမှာပဲစစ်တွေဒါကစမှုကိုအပြောင်းလဲလုပ်လိုက် က်တာလည်းဖြစ်ပါတယ်အေဟာတစ်တုံများနှစ်ခုစစ်စင်ရေးထဲမှာစစ်ကောင်စီရဲ့ဗိုလ်မှူးချုပ်၄ဦးဒုတိယဗိုလ်မှူးကြီးတုံနဲ့စစ်တုံပန်းအနေနဲ့ဖမ်းဆီးထားပါတယ်ဗိုလ်မှူးချုပ်တို့ပျောက်ဆုံးနေပြီးဗိုလ်မှူးကြီး၅ဦးသေဆုံးခဲ့ပါတယ်ရခိုင်စစ်မြေပြင်မှာအေအေလက်ထဲအဆွဲကျိုးသွားတဲ့စစ်ကောင်စီထိတ်တန့်အရာရှိတွေစည်ရင်းကဒီလိုရှိပါတယ်၂၀၂၄ဒီဇင်ဘာလကအေအေရဲ့ကွမ်းမြူသိန်းတိုက်ပွဲမှာ တက်မ20နဲ့တက်မမူဘုံမူကြီးအောင်နေမျိုးနဲ့တက်မ17တက်မမူဘုံမူကြီးတန်းစိုးဝင်းတို့ဒေသုံခဲ့ပါတယ်2024ဒီဇင်ဘာလ10ရက်ကမောင်းတော်မျိုး နေကြားဆောင်တပ်ဖွဲ့ခွဲနှခခငါကိုတင်ယူခဲ့တဲ့တိုက်ပွဲမှာဘုံမူကြီးအောင်နေမျိုးတိစုံခဲ့ပါတယ်ဘုံမူကြီးအောင်နေမျိုးဟာလောက်ငယ်သားတွေနဲ့တူရွှေတွေနဲ့ပိုက်ဆံတွေယူပြီးထွက်ပြေးစင်မှာအေးတပ်ဖွဲ့ဝင်တွေကထိတ်တိုက်တွေ့ပြီးပြစ်ခတ်ရှင်းလင်းခံခဲ့ရတာဖြစ်ပါတယ်အလားတူမောင်တော်မျိုးတိန်တိုက်ပွဲမှာဘူတိတော်မျိုးအမတ်15စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စကခဇန်ကစကခမှုဘုံမူကျုပ်ဒူရင်ထွန်းကိုအေးကအရှင်ဖမ်းမိခဲ့ပါတယ်ဘုံမူကျုပ်ဒူရင်ထွန်းဟာစစ်တုံးမန်းအနေနဲ့အကြောက်လွန်နေတယ်လို့အေးစစ်ဦးစီးချုပ်ဘုံကျုပ်ထွန်းမြတ်နိုင်က ပြောကြားခဲ့ပါတယ် ဒါပြင်2025ဒီဇင်ဘာလ20ရက်နေ့ကအမျိုးအခြေဆိုင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နောက်ပါကကိုတင်ယူတိုက်ချိန်မှာဒုတိယတိုင်းမှုပုံမှုချုပ်တောင်းထွန်းနဲ့တိုင်းဦးစီးချုပ်ပုံမှုချုပ်ကျော်ကျော်တန်းတို့ကိုအရှင်းဖမ်းမိခဲ့ပါတယ်စစ်ကောင်စီခေါင်းဆောင်တွေအနေနဲ့အတိတရားရပြီးလက်နက်ချဖို့ရက်သားပြည်သူတွေကိုမတက်ဖြတ်ဖို့ပုံမှုချုပ်ကျော်ကျော်တန်းကရုတ်တံကတဆင်တိုက်တွန်းခဲ့ပူပါတယ်အေအထန်ဒူးထောက်ခဲ့ရတဲ့နောက်ထပ်ပုံမှုချုပ်ကစကားခကိုစကားခမှုပုံမှုချုပ်ဇော်မင်းထွန်းဖြစ်ပါတယ်2024ဖေဖော်ဝါရီလဇန် ပိုင်းကကြောက်တော်မျိုးကနေစစ်တွေမျိုးကိုရှေတက်သင်းမောတွေနဲ့ ကလတ်တန်မြေကြောင်းတိုင်းထွက်ပြေးစင်မှာအေးစစ်တီတော်တွေကလိုက်လံတိုက်ခိုက်ချင်းမုံဖန်စီခဲ့တာပါဒါကြောင့်ဗိုလ်မှူးချုပ်ဇော်မင်းထွန်းဟာအေးဖန်စီနိုင်ခဲ့တဲ့စစ်တပ်ဗိုလ်ချုပ်တွေထဲမှာပထမဆုံးဇေယူပေါက်သူဖြစ်ပါတယ်သူနဲ့အတူစစ်တပ်အရာရှိကြီးတွေကပါအေးကအရှင်ဖမ်းမိခဲ့ပါတယ်မြောက်ဦးမြို့သိန်းတိုက်ပွဲမှာတော့တမစတေတမမူဗိုလ်မှူးကြီးမင်းမင်းထွန်းတိတ်ဆုံခဲ့ပါတယ်ပလောဝမြို့သိန်းတိုက်ပွဲကဗိုလ်မှူးချုပ်ဇင်မျိုးစေးပြောင်းဆုံးသွားခဲ့ပြီးတိတ်ဆုံလာလားထွက်ပြေးလာလားလွတ်မြောက်သွားလားဆိုတာရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့အေးကထုတ်ပြန် ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲတွေမှာနှုံးဘူးဖြူအားမှုဒုဗိုလ်မှူးကြီးပညာပိုင်ဆိုတည်ဆုံခဲ့ပါတယ်။ ဤနောက်ဆုံးဖမ်းမိထားတဲ့စစ်ကောင်စီရရှိကအမတ်69ချင်းမြန်တမထဏချုပ်ယာယီနီးပြူအားမူဒုတိယဗိုလ်မှူးကြီးကျော်ကျော်တက်ဖြစ်ပါရယ်နေအကန်ပြူအားကိုခုခံတဲ့ငဖဲမျိုးနယ်ဂုံစီယိုချင်းရွာနေကတိုက်ပွဲမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလကဖမ်းဆီးခဲ့တာဖြစ်ပါရယ်သူကလည်းဗိုလ်မှူးချုပ်ကျော်ကျော်တန်းလိုပဲအေအေရဲ့စည်ရေးဆွဲရီကိုချီးကျူးသွားပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်နက်ချကြဖို့တိုက်တွန်းသွားခဲ့ပါရယ်လက်ရှိမှာတော့စစ်တွေမျိုးသိန်းတိုက်ပွဲကိုအေအေကစနစ်တကျပုံဖော်နေပြီးရခိုင်ပြည်နယ်နဲ့နေဆက်တိုက်ပွဲတွေမှာလည်းရလက်ကောင် င်ရနေတယ်လို့အေအေနဲ့အတူတိုက်ပွဲဝင်နေတဲ့မဟာမိတ်ရဲဘော်တချို့ကပြောပါတယ်။ရခိုင်ပြည်နယ်နေဆက်ဒေသတွေမှာစစ်ကောင်စီရဲ့တံပြန်ထိုးစစ်တွေကြောင့်တိုက်ပွဲတွေပြင်းထန်နေတယ်လို့မူလရည်မှန်းချက်အတိုင်းစစ်ရေးအောင်မြင်တဲ့အထိမြို့သိမ်းတိုက်ပွဲတွေကိုဆက်လက်တိုက်ခိုက်မယ်လို့အေအေကထုတ်ပြန်ထားပါတယ်။တိုက်ပွဲတွေပြင်းထန်နေတဲ့ဒေသကပြည်သူတွေနဲ့တူရခိုင်ပြည်နယ်တွင်ထိန်းချုပ်မြို့နယ်တွေကပြည်သူတွေလည်းစစ်ရေးတရင်ရှိကြဖို့အေအေကတိုက်တွန်းထားပါတယ်။အေအေလက်ဆတ်မဲ့မြို့သိမ်းစစ်စင်ရေးတွေနဲ့တူလက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့စစ်ရေးမြေ ပြင်းတွေဟာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက်ငရေခံမဲ့လို့စစ်ရေးတရေရှင်မြစ်ကဆိုပါတယ်လက်ရှိစစ်ရေးအခြေအနေနဲ့ပတ်သက်လို့အေအေရဲ့မဟာမိတ်ရဲဘော်တို့ကတိုက်စစ်ဌာနချုပ်တောင်းတင်ထားသေးတာပဲလက်ရှိစစ်ဆိုင်ထားတဲ့နေရာတွေကိုတင်ဖို့ကဂျာရာနဲ့မြန်မာပဲကွာတာကောင်းပါတယ်ရန်သူတွေအတွက်ကတက်ကွင်းပဲဖြစ်တယ်ဟု၎င်းကပြောကြားကြောင်းသိရပါတယ်